ဒီကောင်လေးတွေကိုတော့ကပီဘာရာလို့ခေါ်ပါတယ်။အများဖြင့်သူတို့ကိုတားရဲတွေရဲ့အနားမှာနေပြီးရံမူရာမခံရဘဲနဲ့အေးအေးဆေးဆေးလုံနေတတ်တဲ့ဗီဒီယိုလေးတွေနဲ့မြင်မှုကြမယ်ထင်ပါတယ်။ဘာဖြစ်လို့တားရဲတွေကကပီဘာရာတွေကိုရံမူရာတပ်ဖြတ်စားတောက်ကြတာမျိုးမလုပ်တာလဲလို့တွေးမိကြမှာပါ။ဒီကောင်လေးတွေကဘာနဲ့တူလဲဆိုတော့အဖွဲတစ်ခုထဲမှာလူတိုင်းနဲ့တဲ့အောင်ပေါင်းနိုင်တဲ့သူမျိုးနဲ့တူပါတယ်။ကပီဘာရာကဘာကောင်လဲမသိကြတဲ့လူတွေအတွက်မြင်တော့ပြောရရင် သူကရိုဒန်အကောင်ကြီးမျိုးဖြစ်ပြီးတော့ အလေးချိန်အားဖြင့်ပေါင်း80ကနေ145ပေါင်ထိရှိတတ်ပါတယ်အကောင်ကြီးကြီးကြွက်တကောင်နဲ့ခက်စင်စင်ပါပဲ။လရွက်ဝိုင်းဝိုင်းလေးရှိပြီးတော့သူ့ပုံစံကိုကြည့်လိုက်ရင်ဘာမှကယူမဆိုင်တတ်ပဲခက်ချေချေပါပဲ။တောင်အမေရိကတိုက်မှာ နေထိုင်ကြပြီးပနမားကနေအာဂျင်တီးနားထိနေရာတဝိုက်မှာတွေ့ရတတ်ပါတယ်။ မြစ်တွေရေကန်တွေနဲ့ဆူဆွတ်တဲ့မြေနေရာတွေမှာအများဆုံးနေထိုင်လေ့ရှိကြပါတယ်။ကပီဘာရာတွေဟာတားရဲတွေရန်ကနေကာဝယ်နိုင်မှုအတွက်အများအပြားရေထဲမှာဆင်းနေတတ်ပါတယ်။ကပီဘာရာတွေဟာအုပ်စုလိုက်နေတတ်ကြတဲ့သက်ရှိတွေဖြစ်ပြီးအုပ်စုတစ်ခုမှာ၁၀កောင်ကနေအကောင်၂၀အကောင်50လောက်ထိရှိတတ်ကြပါတယ်။အပေါ်ကမိကုန်းဖြစ်တဲ့တားရဲတွေကသူတို့ကိုဘာကြောင့်ရန်ပြုတ်တိုက်ခိုက်ပြီးစားသောက်ကြတာမျိုးမရှိတာလဲဆိုတော့ပြန်ဖြေပေးပါမယ်။တကယ်တော့တားရဲတွေကသူတို့ကိုမတိုက်ခိုက်ဘူးဆိုတာမမှန်ပါဘူး။ ျွန်တော်ကြည့်မှုတဲ့တာရဲတွေဘေးမှာကပီဘာရာတွေရှိနေတဲ့ဗီဒီယိုမျိုးတွေမြင်ရတာဟာတာရဲတွေဘိုင်းဝနေတဲ့အချိန်မျိုးဖြစ်ပြီးတော့အမဲလိုက်ဖို့အားထုတ်မသုံးခြင်းကြတဲ့အချိန်ဖြစ်နေလို့ပါ။ဒါကြောင့်လဲကပီဘာရာတွေကိုစားတောက်တာမျိုးမလုပ်ကြတာဖြစ်ပါတယ်။ကပီဘာရာတွေကြောက်ရတဲ့တာရဲတွေဖြစ်ပြီးတော့သူတို့ကိုမကြာခဏတက်ဖြတ်စားတောက်တက်ကြတဲ့တာရဲတွေကတော့ Jaguar, Kimami ချောင်းနေနဲ့ Anaconda မွေကြီးတွေဖြစ်ပါတယ်။ကပီဘာရာတွေဟာတောရိုင်းထဲမှာအသက်၈နှစ်ကနေ၁၂နှစ်ထိအသက်ရှင်နေထိုင်နိုင်ကြပြီးတော့ သူတို့ရဲ့တမူထူးကြတဲ့ခြေထောက်ပုံစံကြောင့်ကိုုံမော်မာရောရေထဲမှာမှသွားလာနိုင်ကြပါတယ်။ကိုုံဆောင်ချင်း၅လခန့်ကြာမြင့်ပြီးတော့အကောင်ပေါက်ရင်အနည်းဆုံး၂ကောင်ကနေ၄ကောင်ထိပေါက်နိုင်ကြပါတယ်။အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။